မှန်ပါပါအခုကျွန်တော်ဘာကိုအတူတူကလေ့လာကြမယ်ဆိုရင် Google Sheet ထဲမှာဒါတွေထည့်ပြီးတော့အဲ့ Google Sheet ရဲ့ data တွေမှာ Google My Map ပေါ်မှာဘယ်လိုပုံအောင်လုပ်မလဲဆိုတော့ကျွန်တော်လေ့လာကြမှာဖြစ်ပါတယ်ဒါကဘာလဲပေးနေမှာ သုံးပြီးလေ့လာဆိုဥမာကျွန်တော်တို့ကကွန်မစီဖြည့်ရေလုပ်ငန်းလုပ်တယ်ဆိုရပါစို့ တို့ကွန်ပျူစီခက်နဲ့ဆိုင်နေတဲ့စီးတွေကိုဝင်မဲ့ပုံမှာအသာထားခြင်းလေဒီမှာတားထားတဲ့ data တွေကိုလူတိုင်းမသိစေရင်ဘူးเนาะဆိုင်နေလူပဲသိစေရင်တဲ့အခါမျိုးတွေမှာအခုကျွန်တော်ပြောမယ့်နေ့ကိုအသုံးပြုလို့ရပါတယ်เนาะ Google Map က Google My Map မဟုတ်ပါဘူး Google My Map က Google Map မဟုတ်ပါဘူး Google Map ပေါ်မှာ ပေါ်အောင်လုပ်ပြီးသားပေါ်နေတဲ့ data တွေဟာ Google Map အသုံးပြုတဲ့လူလာတယ်။ဒီကိုရှိပါတယ်။ Google My Map ကကြတော့လုပ်တဲ့လူပဲဘာထည့်ပဲကြည့်ခွင့်ရှိတယ်လို့အခါလူတွေကြည့်ရှုခွင့်ပေးခြင်းနဲ့ဆိုရင်ပြီးလို့ရပါတယ်။မောင်ကာကြီးကြည့်ခွင့်ပေးမယ်။မောင်ခါခွေးကိုတော့ကြည့်ခွင့်ပေးရတယ်။မောင်ကားငယ်ကြည့်ခွင့်ပေးမယ်။အဲ့လိုမျိုးပေါ့နော်။ သူ့အကြည့်ခွင့်ပေးမယ်။ဘသူ့အကြည့်ခွင့်မပေးဘူးဆိုတာမျိုးတွေကိုခံတတ်ထားလို့ရတယ်။ဓမ္မမဟုတ်လူတိုင်းလူတိုင်းကိုအကြည့်ခွင့်ပေးခြင်းလဲဆိုရင်လည်းအကြည့်ခွင့်ကိုမှတ်ထားလို့ရပါတယ်။ကိုယ်ပြန်မှန်မဲ့လောက်တာကကျွန်တော်တို့ကဖုန်းနေမှာဆိုရင်ကိုယ်ပြန်မှန်မဲ့ဆိုတဲ့ application မှာတော့ပြီးတော့မှတ်လို့ရတယ်။ဒါပေမဲ့အခုကျွန်တော်ကကိုယ်ရဲ့ရှိတဲ့မှာ data တွေကိုစုဆောင်းပြီးတော့မှ ် Google My Map ပေါ်ကိုဒီနေ့ဒီကိုပြောပြပေးမှာဖြစ်ပါမယ်။ပြောပြတဲ့နေရာမှာကျွန်တော်ဟာအပိုင်းနှစ်မှာတော့နမူနာလုတ်ပြသွားခဲ့တဲ့စင်းုံဒေတာအချို့ကိုအသုံးပြုပြီးတော့ Google My Map ပေါ်ကိုဘလို့တင်မဲဆိုအောင်ပြောပြပေးမှာဖြစ်ပါမယ်။အဲ့တော့ကျွန်တော်တို့ပထမဆုံး Google My Map ထဲကိုအရင်ဝင်ထား Google Sheet ထဲမှာဒါတွေမပြင်စင်ခင်မှာ Google My Map ထဲကိုအရင်ဝင်ထား ူရေမိုင်းမက်ထဲကိုရင်ဝင်ဖို့အတွက်ကျွန်တော်တို့ဟာ google.com/mymap ဆိုပြီးတော့ internet browser မှာလိုက်ထည့်လိုက်ရင်ရပါတယ်အပြည့်စုံမြိုက်ထည့်လေးရပါတယ်ဒီ address bar မှာ google.com/mymap ဆိုပြီးတော့ enter နှိပ်လိုက်ရင်ရပါတယ်အဲ့ဒီကနေပေါ့ကျွန်တော်တို့ create a new map ကိုရေးရပါမလိမ့်မယ်ဒီမှာတော့ကျွန်တော်လုပ်ထားမှုရဲ့မြေယုံနေရှိတဲ့အတွက်ကြောင့်မလို့ ထားမိပုံတွေပါဖော်ပြပေးနေတာဖြစ်ပါတယ်။ Okay ခုကျွန်တော် create new map ဆိုပြီးလောက်ထားမယ်။ဒီ identity identity map နေရာပေါ်မှာကျွန်တော် click ခောက်ပြီးတော့ ိုက်တယ်တဲ့အဲလိုက်တယ်မှတ်နေရပေါ်မှာကလစ်ခောက်ပြီးတော့ကျွန်တော်တို့မဲ့ရဲ့နာမည်ကိုလူရပါတော့ခု and together my map ဆိုပြီးပေးထားပါမယ်သိလို့လိုက်ပါမယ်ပြီးဥပမာနေရာမှာသွားသိမယ်ဆိုတော့ကြတော့ Google Drive ရဲ့ map folder ထဲမှာသွားပြီးတော့သိမှာဖြစ်ပါတယ်ဒီခုဆိုရင်ကျွန်တော်ဒီပြေပုံမှာအာ မာဂါမမရှိသေးလို့ဆိုတော့မြင်ရမှာဖြစ်ပါတယ်။ video ထဲမှာထည့်ဖို့အတွက်ကျွန်တော် data ကို Google Sheet ထဲမှာသွားပြီးတော့မြင်ရအောင်ပါ။ဟုတ်။ဘိုင်းနဲ့မှာတော့လုတ်ခဲ့တဲ့ထဲကနော်နမူနာလုတ်ခဲ့တဲ့ထဲမှာကျွန်တော်ဘိုင်းမဲစီသေးမီယူမယ်။ဘိုင်းနဲ့ပြည်နေယူမယ်။လက်တီယူလောင်ဒီယူကိုယူပါမယ်။နဲ့ဟာတယ်မယူဘူး။ Google ရဲ့ mind map မှာ ဒီနေရာမှာတက်ဆက်ဒီနေရာမှာသွားပေါ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့အိမ်နံပါတ်ဘလောက်လမ်းနံပါတ်ဘလောက်နဲ့ဘလောက်ကြားဆိုတာမျိုးတွေဟာအသုံးမဝင်ပါဘူးလက်တီကျုလောင်ကျူနဲ့ပေါ်ပြမှသာလေအဲ့ဒီဒီနေရာဟာမိဘုံကိုမိဘုံပေါ်မှာပြပြပေးနိုင်မှာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့ဈေးအမီကိုယူမယ်ဘဝရှိတရားရှိတဲ့အမီကို ဖြူမှာဖြစ်တဲ့အတွက်ကြောင့်မို့ရှီသူရီထဲမှာရှိတယ်ပေါ့နော်ကျွန်တော်ဒီမှာရှီသူရီထဲမှာရှိရတာကိုဒီဝိုင်းနဲ့ကိုလိုင်းယူမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဖော်မြူလာနဲ့ယူမှာဖြစ်တဲ့ကြောင့်မို့ equal sign လေးနှိပ်လိုက်မယ်ရှီသူရီကိုယူမယ်သေယုံမြီကိုယူမှာဖြစ်တဲ့တကြောင့်မို့သေယုံမြီကိုပြီးပြီးရင်နှိပ်လိုက်မယ်ဝီဒီမှာမြကြီးနာဒီစစိန်ပေါ်လာပြီဒီအဲ့စေယုံရဲ့သက်ဆိုင်ရာအတိုင်းနဲ့ပြီးနေယူမယ်နောက်ခုမြကြီးနာဒီသူစေယုံရဲ့အတိုင်းနဲ့ပြီးနေယူမယ် equal sign နှိပ်မယ်သက်ဆိုင်ရာရှိကိုသွားမယ်မြကြီးနာဒီသူစေယုံနဲ့ ရိုးတစ်ခုထဲမှာရှိတဲ့ဘီဂျင်းတိုင်းနယ်ပြည်နယ်ကိုဆက်လက်ပေးပြီးပါရင်ခဏနှိမ့်ပြီးပြည်အရယူမယ်အဲ့ဒီမှာသူ့ရဲ့မူရင်းတည်နေရဆိုရပါတော့ဒီမှာကျွန်တော်ဖော်မူလာလည်းပြန်ပြောခြင်းလို့လက်လောင်းနှစ်ခုစိတ်နှစ်ကွက်ဖြစ်နေတယ်အဲ့ဒါ Google My Map မှာအသုံးပြုဖို့အတွက်ဆိုရင်အဆင်မပြေဘူးခုထဲနဲ့ပေါင်းပြီးပေါ်ပြပေးမှရမယ်ဒါအဲ့ဒီ you comma space လောင်ကြည့်ယူဒါမှမဟုတ်ရင်လောင်ကြည့်ယူ comma space latitude ဆိုပြီးတော့ပုံစံနဲ့ဒီမှာဒါနဲ့ data ဟာ UK ရဲ့ mind map ပုံမှာဆက်ရတည်နေရအနေနဲ့ပေါ်ပြပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အပိုင်းနှစ်မှာပြောထားတဲ့ formula တိုင်းပဲပြန်ပြီးတော့အသုံးကြည့်အောင် equal formula ဖြစ်တဲ့ equal နဲ့စာမယ်ကျွန်တော်နာမည်ပေးထား let latitude ကိုအရင်ယူမှာဖြစ်တော့ latitude ကို select ပေးမယ် in comma space ကောင်းကြီးယူယူမယ် အသားတွေကိုအုံပြီးပေါ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ alpha sense line comma space လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့တပယ်ကုတ်ဖွင့်မယ် comma space နှိပ်မယ်တပယ်ကုတ်ပြန်ပြမယ် sign တို့က alpha sense sign ဒီ longitude ကိုယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ longitude ဆဲကွက်ကိုဆက်လက်ပေးမယ်ဆဲကွက်ဒီ formula နဲ့ဆက်လက်ပေးတဲ့ကြောင့်ဆဲကွက်တွေကိုနေရာမှားပြီးတော့အပေးမိပါစေနဲ့ okay အနားနှိပ်လိုက် ဟုတ်ပြီဒီမှာကျွန်တော်ဘာဖြစ်ပါစေလက်လောက်တွဲတဲ့ဟာလေးထပ်သွားပါပြီ formula ကိုကျွန်တော် copy ဆွဲလိုက်အဲအချိန်ရမ်းကြာသွားမှဟိုဒေတာများရင် mind map ပုံမှာတင်တဲ့အချိန်မှာအချိန်ရမ်းကြာမှဆိုးရွားတွဲကြမှာမလို့ကျွန်တော်ခုနော်ဒီမှာ130လောက်ပဲ ဆန်းကြည့်အောင်เนาะကိုစဉ်ဈေးဈေးဥမောင်း130ရှိတယ်ဗောနော်130လောက်ပဲဆန်းကြည့်အောင် Google Mind Map မှာထည့်ဖို့အတွက် data တွေကိုဒီလိုမျိုး Google ရှိနေပြုစုပြီးသွားပြီဟေ့ဆိုရင်ကျွန်တော်တို့မလုပ်မလဲဆိုရင် Google Mind Map မှာထည့်ထည့်ဖို့အတွက်ပြုစုထားတဲ့ Google ရှိ data ဟာဒီလိုမျိုးရှိဝမ်းရှိတူးနေနေတဲ့ဒီရှိတွေဟာဆက်ဆံရရှိဟာ ရှိတဲ့အဆဆုံးကိုယ့်ရဲ့ဘယ်ဘက်ဆုံးမှာ ရှိနေရပါတယ်ကျွန်တော်ခုသုံးမဲ့ရှိရာရှီဝမ်းကိုသုံးမှာဖြစ်ပါတယ်ခုလိုမျိုးပုံစံဆိုရင်ရှီသူရီဟာခုလိုမျိုးရှိမှာရောက်နေဆိုရင်အသုံးပြုလို့မရပါဘူးကျွန်တော် Google My Map မှာအသုံးပြုမဲ့ရထည့်ရတဲ့ရှိရာဆိုင်ရာ Google ရှိရဲ့ဘယ်ဘက်ဆုံးဓာတ်ပုံအဆဆုံးမှာရှိနေတာလိုအပ်ပါတယ် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ Google Sheet ထဲကိုပြန်သွားအောင်အဲ Google ရဲ့ Mind Map ထဲကိုပြန်သွားအောင်ဟောကျွန်တော်ခုနကတော့ဖွင့်ခဲ့ပါတယ်အဲဒီမှာကျွန်တော်တို့ Unlighted Layer ဆိုပြီးတော့ပြပေးနေပါတယ်အခုဒါမှဖော်ပြဘူးဆိုရင်ကျွန်တော်ဒီပေါ်က Add Layer နှိပ်လို့ရပါတယ်ခုတော့ Unlighted Layer ရဲ့အောက်မှာရှိတဲ့ကျွန်တော်တို့ Layer ကို Input လုပ်မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ Input ဆိုတာလေးနှိပ်လိုက်ပါ Upload ကတော့ကျွန်တော်တို့ကွန်ပျူတာထဲမှာရှိတဲ့ CSV file နေ SL SS file တွေ GMA file တွေဒါမှမဟုတ် GPS file တွေကိုလည်း upload လုပ်လို့ရပါတယ်ခုကျွန်တော်ရဲ့ Google Sheet data online ကိုသုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ Google Sheet data ရှိတဲ့ Google Drive ကိုပြေးပါမယ် Google Drive ကိုရေးပြီးပါရင်ကျွန်တော်တို့ခုနကတော့ဆိုင်ရာ Google T file ကိုရွေးပါမယ်ပြီးရင် select လုပ်ပါ okay ဒီနေရာ ဒီ choose column to position your list maker max ဆိုတာဘာလဲဆိုတော့ကျွန်တော်ဆန်ရနေရာမှတ်ထားတဲ့လက်လောင် column ကိုမေးတာဖြစ်ပါတယ်အဲ့မှာကျွန်တော်လက်လောင်မှတ်ထားတဲ့ column ကို select ပေးပါမယ် column name ကလက်လောင်ပေးထားမှန်ပြီမယ်အဲ့ကောင်ကဘယ်လိုပုံစံနဲ့သွားလဲ long latitude comma latitude ပုံစံနဲ့သွားလား latitude comma long latitude ပုံစံနဲ့သွားလားကျွန်တော်ရဲ့ဒီ column ရဲ့ data ဟာ လက်တီယူပြီးတော့မှလောင်ဂျီယူလာတာဖြစ်တဲ့အတွက်အကြောင်းလို့လက်တီယူကောမှလောင်ဂျီယူယူပေးပါမယ် continue ယူပေးပါမယ်အဲဒီသက်ဆိုင်ရာဒီနေရာတွေကိုစေးရုံမြည်လိုက်တာကျတာဖြစ်တဲ့အကြောင်းဒီမှာစေးရုံမြည်ယူရင်းမယ်ပြီးရင် finish ကိုနှိမ့်မယ် โอเคအဲ့မှာကျွန်တော်တို့ data တွေကိုဒီမှာဖော်ပြပေးနေပါမယ်ခုတော့ကျွန်တော်တို့เนาะဒီမှာခုနကကျွန်တော်တို့ဒီဟို level ဟို level တွေတော့မပြသေးဘူးဒီပေါ်မှာ click နှိပ်ကြည့်လိုက်အောင် click နှိပ်ကြည့်လိုက်ရင်စင်55ဒိုင်းနေပြီနဲ့ထင်ပြီနဲ့လက်လောင်ကဖော်ပြပေးတယ်။အော်ဒီပေါ်မှာဟိုကျွန်တော်ခုနကရွေးခဲ့တဲ့ဒုတိယဟိုမှာရွေးခဲ့တဲ့ဟာ London เนาะတိုင်းနယ်စင်ကိုစေဝင်မြို့ဒီမှာပေါ်ပြပေးထားတယ်ပေါ့เนาะဟောပါလေဟောဘုံမြို့နယ်စင်ကိုเนาะစင်က80ခုမှာရှိတယ်တိုင်းနယ်ပြည်နယ်ကရင်ပြည်နယ်ဒါတော့လက်လောင်လက်တီကျူလောင်ကြီးကိုပေါ်ပြပေးထားဖြစ်ပါတယ်အဲ့မှာမှเนาะခုကကျွန်တော် uniform style ကိုရေးထားတယ်အဲ့မှာမှဒီကောင်လေးတွေရဲ့ဘေးမှာဆက်စင်ုံနာမည်လေးပေါ်ကြတဲ့ဆိုရင်ဒီ label ထဲမှာစင်ုံမြို့ကိုရေးပေးလိုက်ရပါတယ် ခုစဉ်ကျွန်တော်ဘာဖြစ်သွားပြီလဲဆိုရင်အတန်ရမက်မာဂါရဲ့ဘေးမှာနာမည်လေးပေါ်ပြတော့ပေါ်ပြပေးထားတာကိုတွေ့ရပါလိမ့်မယ်။ဟောဒီပုံစံမက်မာဂါရဲ့ဒီပုံစံကိုမကြိုက်ဘူးဆိုရင်ကျွန်တော်သက်ဆိုင်ဒီ all item ရဲ့ဘေးမှာဒီကောင်လေးကိုရွေးပြီးရင်ဒီမှာပေါ်တဲ့ icon လေးမကြိုက်သေးဘူးဆိုရင်လည်း move icon ကိုသွားမယ်။ဒီအဲ့မှာ icon လေးလိုက်ရှာအောင်ဥပမာဆိုကြပါဦးကျွန်တော် post speed ဖြစ်တဲ့အတွက်ကြောင့်ဒီပုံစံလေးရေးမယ်။ okay မှသူအပြာအောင်နဲ့ပြနေတယ်မဟုတ်ဘူးနော်ဒီအောင်လေးနဲ့ပြနေတယ်ကျွန်တော်ပြီးလို့ရပါတယ်ဒါ uniform style ဆိုတော့ကျွန်တော်ဟိုထည့်ထားတဲ့ data တွေအကုန်လုံးကဒီအောင်တစ်ခုတည်းနဲ့ပဲပေါ်ပြပေးနေမှာဖြစ်ပါတယ်အကိဆိုရပါဆိုကျွန်တော်တို့ဒီအောင်လေးတွေကို icon လေးတွေကိုကျွန်တော်တို့က မက်မာကာလေးကိုကျွန်တော်ကအဲတိုင်းနဲ့ပြည်နယ်လိုက်လိုက်ပြီးတော့ပြောင်းကျင်တဲ့ဟိစင်ဒီ uniform style နေရာမှာကျွန်တော်တိုင်းပြည်နယ်ဆိုပြီးတော့ယူလိုက်ပါဒါတော့ကျွန်တော်ကြာထက်ထားတဲ့ပုံမှာဟောမူတည်ပါတယ်နော်ချင်းပြည်နယ် okay ကချင်းပြည်နယ်ကိုသူကဆိုတော့ကျွန်တော်ဒီအရာလေးနဲ့ပြတော့အဲ့ဒါကိုကျွန်တော်ပြောင်းမယ်ချင်းပြည်နယ် icon ကျွန်တော်ခုနရွေးခဲ့တဲ့ဟာလေးပြောင်းမယ်ချင်းပြည်နယ်ကိုကျွန်တော် ထီရောင်လေးထားလိုက်မယ်။အကင်းဘီနဲ့ icon ကိုလည်းကျွန်တော်ပြောင်းမယ်။ဘူး icon ကနေသွားပြီးတော့သူ့နည်းနည်းကိုကွဲပြားပြားဖြစ်သွားအောင် ambulance ကပုံစံလေးပြောင်းမယ်။ခုကျွန်တော်တို့သိပြ icon လေးထားလိုက်မယ်။ပြီးရပြီနဲ့ရပြီနဲ့ကိုကျွန်တော်တို့ ဒါမှမဟုတ် icon လေးထားလိုက်မယ်။နော်။ခုကျွန်တော်ဒီ wire အောင်လေးထားလိုက်မယ်။ဒီနော်ကျွန်တော်ဒီလိုမျိုးလေးတွေလည်း icon လေးတွေလည်းလိုက်ပြီးတော့ကြောင်းလို့ရပါတယ်။ကျွန်တော်ကခုအားသေးုံနေနဲ့နမူနာလုပ်ပြသွားတာဖြစ်ပေမဲ့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာရှိတဲ့ sign တွေကိုလည်းခုလိုမျိုးပုံစံနဲ့မှတ်သားထားလို့ရပါတယ်။ တခုရှိတာက Google ရှိမှာ update လုပ်ပြီးမြဲ Google ရဲ့ mind map မှာအဲ့ကောင်က update ဖြစ်မှာမဟုတ်ပါဘူး။နည်းနည်းလေးလေကျော်ရှိသွားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်နေပဲနားပြရတယ်။အားလုံးကိုကျေးဇူးအထူးပဲကြည့်ပါ